ထိုင်းနိုင်ငံဘန်ကောက်မြို့မှာငလျင်ကြောင့်အဆောက်အဦပြိုကျမှုအတွင်းမှာတိတ်ဆုံးခဲ့ရတဲ့မြန်မာလုံသားတွေအတွက်ကော်မတီဘက်ကတဦးကိုနစ်နာကြေးဘတ်ဆယ်သိန်းစီပေးအပ်ခဲ့ပြီးကြန့်ရှိရဲ့နစ်နာကြေးတွေကိုလည်းထိုင်းဆိုရဘက်ကထုတ်ပေးသွားမယ်လို့သိရပါတယ်ဇွဲသစ်သတင်းပေးပို့ထားတာပါရှင်ထိုင်းနိုင်ငံမှာမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းဘန်ကောက်မြို့ချက်တူချက်ပန်းချံအနီးကဆောက်လက်ဆအထက်30မြင်းအဆောက်အုံပြိုကျခဲ့ပြီးအဲ့ဒီပြိုကျမှုအတွင်း ်ပျောက်ဆုံးသေဆုံးခဲ့သူတွေလည်းမြန်မာလူသမားတွေအယောက်30ကျော်ပါဝင်ခဲ့ပါတယ်။အဆောင်ပြောကြားမှုတွင်သေဆုံးသွားတဲ့မြန်မာလူသမားတွေအတွက်ကော်မတီဘက်ကတအူးကိုနိနာဂျီဘတ်ဆက်သိန်းစီပေးအပ်ခဲ့ပြီးမြန်မာလူသားစုစုပေါင်း9ယောက်စာအတွက်နိနာဂျီတွေထုတ်ပေးထားပြီလို့ WHG မြန်မာလူသမားကွန်ရက်ဆောက်ရှောက်ရေးအဖွဲ့ကပြောပါရယ်။ ောက်ဆုံးချင်နေရတော့9လပိုင်း16ရက်နေ့ကပေးတဲ့ရောကြီးကဒါဘောရီဇက်ကပြီးတော့ပေါ့နော်ဒါကျွန်တော်တို့မြန်မာတဦးနေရင်ပေါ့နော်ဘတ်ဆယ်သိန်းဘောရီဇက်ကပြီးလက်ငင်းပေါ့နော်ပေးတာရှိတယ်အဲကျွန်တော်ထပ်ပြီးတော့ထိုင်းအစိုးရပေါ့နော်ပကံစခွန်ကပြီးတော့ဆက်လက်ပြီးတော့ထုတ်ကားမှာကတခုနဲ့တိတ်နေပါရှိမှာပေါ့နော်ဒီနောက်ပြီးရင်တရားမြတ်တရေးရုံးသွားပြီးတော့အထပ်ပြီးတော့ဒီသူတို့ကစာနာထောက်ထားမှုနဲ့ဘတ်နဲ့သိန်းပေါ့ထပ်ပြီးတော့ပေးမှအနေထားရှိပါတယ် အခုလောလောဆယ်တော့တယောက်ကိုတော့အလုံးစုံစုံပေါင်းစုံစုံ73သိန်းလောက်တော့ရထားတာရှိလောက်ပါတယ်။အော်မခုနဦးထုတ်ထားပြီးပေါ့နေနာကြည့်ရ။ပကံစကုံထုတ်မယ်ဆိုရင်တော့ဒီမိသားစုအရင်မှထုတ်လို့ရမယ်။အခုဒီမှာထုတ်နေတဲ့ဟာတွေဘတ်ဆယ်သိန်းဟာဒါဦးလေးတွေဖြစ်တယ်အတော်တွေဖြစ်တယ်သားသမီးတွေဖြစ်တယ်။အဲအဲ့လိုမျိုးနဲ့ကျွန်တော်တို့ဒီအာမခံပြီးတော့ထုတ်ပေးနေတာပေါ့နော်။အစအောင်ပြောကြားမှုတွင်လူ89ယောက်ထပ်မံနေတည်ဆုံးခဲ့ပြီး9ယောက်ထံရရက ချန်ရှိရုပ်အလောင်း၈ရောက်ကတော့အပြက်စည်းပုံတွေအမှားရှိနေတဲ့အကြောင်းထိုင်းမီဒီယာတွေမှာဖော်ပြပါဗါတယ်။တည်ဆုံးသူတွေထဲမှာထိုင်းမြန်မာလာအိုနဲ့ကမ်ဘောဒီးယားလူသမားတွေပါဝင်တယ်လို့သိရပါဗါတယ်။လူသမားတွေရဲ့လုံတက်အလိုက်တွက်ချက်ပြီးတယောက်ကိုဘတ်ဆယ်သိန်းကနေသိန်း၂၀အထိရရှိနိုင်မယ်လို့ထိုင်းလူသမားဝန်ကြီးဌာနက ပြောထားပါဗါတယ်။အဲ့ဒီရောကျွေးတွေကိုအထောက်ထားမဲ့မြန်မာလူသားတွေပါရရှိမှာဖြစ်ပါတယ်။ အော်အခုကပကံရဖို့ထပ်ပြီးတော့စောင့်နေပါလေဗျာပကံစကွန်ကထပ်ပြီးတော့သူတို့ထပ်ပြီးပေးရရအောင်မယ်ဆိုလို့ဟုတ်ကဲ့ကျွန်တော်တို့ထပ်ပြီးတော့လှုပ်ဆောင်နေပါလေစားစားတန်းတွေကိုလိုက်နေသူတို့လှုပ်ပေးနေတယ်ပေါ့ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ကိုဦးလေးပဲပေါ့နော်ကိုမျိုးသမီးဦးလေးဆိုပေမဲ့ကိုဦးလေးပဲပေါ့ပေးစိတ်တော့မကောင်းဘူးပေါ့ကိုစိတ်မကောင်းဝင်မယ်လေဖြစ်လာတဲ့ကံတရားကြောင့်လေဒီလိုပဲဖြေရတာပေါ့နော်လူဆိုတော့ဒီနေ့ဒီမျိုးကြီးပဲပေါ့ဒါပေမဲ့ဘဝဆရာဆရာဒီမျိုးကြီးဖြစ်စိုးမြင့်နေမဆက်လက်ပြီးမကြုံပါသေးနဲ့ပဲဆူတောင်းပြီးပြီပေါ့တောင်းမိရလို့ကျွန်တော်ဘာမှမတက်နိုင်ဘူးပေါ့ကိုရဟုတ်ကဲ့ ချက်ဒုချက်ပန်းချန်ဤထိုင်းငွေစင်းစိတ်ယုံဆောင်ကိုနိုင်ငံတော်ဗန်နာငွေဘတ်တန်းပေါင်း2560အကုန်ချခံပြီးထိုင်းအီတလီယံဆက်လော်ရီကုမ္ပဏီနဲ့ China Railway Tan Company တို့ကတာဝန်ယူတည်ဆောက်နေတာဖြစ်ပါတယ်။အဆောင်ပြောကြားမှုအတွက် ထိုင်းအီတလီယံဆက်လော်ရီကုမ္ပဏီ CEO အပါအဝင် China Railway Tan Company ခေါင်းဆောင်ပိုင်းတွေဟာဖမ်းရမ်းထုတ်ခံထားပြီးအမှုစစ်ဆေးတာရင်ဆိုင်နေရတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ကျွန်တော်ဇွဲသစ်ပါ